မင်္ဂလာပါရှင်၂014ခုနှစ်ဒီဇင်ဘာလ1ရက်တနင်္လာနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RF ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျမခတ်မှာပါ RF အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8နာရီခွဲကနေ9နာရီထိတင်ဆက်သွားမှာပါဒီအစီအစဉ်ကိုပဲနောက်တနည်းမနဲ့9နာရီခွဲမှာတစ်ချိန်နေ့လယ်တနင်္လာတစ်ချိန်ပြန်ပြီးထုတ်လွှင့်ပေးနေတဲ့အကြောင်းအသိပေးအပ်ပါတယ်ဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင် ီတောင်စုလွှတ်တော်ကတိုက်တွန်းထားတဲ့6ပွင့်ဆိုင်တွစ်ဆုံဆွေးနွေးပွဲကိုလက်ခံမှာမဟုတ်ပဲအဖွဲ့အစည်းအလုံးကိုကိုစားပြုတဲ့တွစ်ဆုံဆွေးနွေးပွဲမျိုးကိုသာလှုပ်ဆောင်သွားဖို့ရှိတယ်လို့ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောလိုက်ပါတယ်။ KNU ကမြို့သားအစည်းအရုံးနဲ့ခုနှစ်ကြိမ်မြောက်ပုံမှန်တွစ်ဆုံပွဲမှာကာကွယ်ရေးဦးစီးချုပ်ကအခုလိုပြောခဲ့တာလို့အဲ့ဒီတွစ်ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ KNU ဗဟိုအလို့မှုဆောင်ဖလိုမင်းကြီးမောင်ကပြောပါတယ်။စနေနေ့ကပြုလုပ်ခဲ့တဲ့တွစ်ဆုံပွဲမှာတိုင်းရင်းသားလက်နက်ကင်အားလုံးပါဝင်တဲ့ ငင်းချမ်းရေးကိုဆက်လက်ဆောင်ရွက်ဖို့ KNU အနေနဲ့ငင်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ဆောင်ရွက်သွားမယ့်အခြေအနေတွေကိုဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ဆိုပါတယ်။ KNU နဲ့ကာကွယ်ရေးဦးစီးချုပ်တို့ဟာနှစ်လတချင်တွေ့ဆုံဆွေးနွေးကြဖို့သဘောတူညီချက်ရယူထားတယ်လို့သိရပါတယ်ရှင်။မျိုးဆောင်ဥပဒေမူကြမ်း၄ခုကိုအစိုးရအဖွဲ့ကပြည်ထောင်စုလွှတ်တော်ကိုနိုဝင်ဘာလ24ရက်နေ့ကတင်သွင်းလိုက်ပြီးဖြစ်တာကြောင့်လာမယ့်လွှတ်တော်အစည်းအဝေးမှာဆွေးနွေးကြရမယ်လို့သိရပါတယ်။ဒီနေ့ထုတ်အစိုးရသတင်းစာရင်းမှာ ကိုးဝယ်ရပါသာကုပြောင်းခြင်းဆိုင်ရာဥပဒေချမ်းကိုဖော်ပြထားပါတယ်။အလားတူပဲလူဦးရေတိုးအားနှုန်းထိန်းညှိခြင်းဆိုင်ရာကျန်းမာရေးဆောင်ရှောက်မှုဥပဒေချမ်းမြန်မာဗုဒ္ဓဘာသာဝင်မိမအများအထူးထိန်းညှိခြင်းဆိုင်ရာဥပဒေချမ်းတလင်တမားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေချမ်းတွေကိုလည်းအစိုးရသတင်းစာတွေမှာဖော်ပြပေးမယ်လို့သိရပါတယ်။ဒီအတော့အတွင်းမှာပဲလာမယ့်ရွေးကောက်ပွဲတွေမှာ PR ခေါ်အချိုးကျကိုစားပြုစနစ်ကျင့်သုံးဖို့မြူသားလွှတ်တော်ကအတည်ပြုလိုက်တာနဲ့ပတ်သက်ပြီးအဆုံးအဖြတ်ပေးဖို့အတွက်မြူသားလွှတ်တော်ကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေခုရုံးကိုလက်မှတ်ထိုးတောင်းဆိုမယ်လို့သိရပါတယ်။လွတ်တော်ကိုယ်စားလှယ်ဆရာခိုင်နှောင်းကလက်မှတ်ထိုးတင်ပြရင်ဒီကိစ္စကိုခုရုံးကအဆုံးဖြတ်ပေးရမှာဖြစ်တယ်လို့လက်မှတ်ကောက်ခံနေတဲ့မြို့သားလွတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်က RFA ကိုပြောပါတယ်ရှင်။အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ UPWC နဲ့တိုင်းဒေသနဲ့ကိုင်အဖွဲ့တွေရဲ့ NCCT ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တွေဟာထိုင်းနိုင်ငံချင်းမိုင်မြို့မှာနှစ်ရက်ကြာတွေ့ဆုံဆွေးနွေးနေကြပါတယ်။ ရဖီသတင်းတော့ကိုအောင်မွန်းမြင့်ကသတင်းပေးပို့ထားပါတယ်ရှင်။နိုဝင်ဘာ30ရက်နေ့ကစပြီးနေ့ရက်ကြာကျင်းပခဲ့တဲ့ဒီအစည်းအဝေးမှာ NCCD ခေါင်းဆောင်တွေစီကိုအစိုးရဘက်ကပေးပို့လာတဲ့ပြည်ခတ်ရက်စဲရေးစာချုပ်မူကြမ်းကပြည်လည်မှုမရသေးတဲ့အချက်ချစ်ချက်ကိုအဓိကထားဆွေးနွေးခဲ့တယ်လို့ဒီအစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ NCCD အဖွဲ့ခေါင်းဆောင်ဦးနိုင်ဟန်သားက IFA ကိုပြောကြားပါတယ်။အရင်ကတည်ဆုနေတဲ့အချက်လက်တွေပေါ်မှာသူတို့ကပြန်လည်အစုပြုထားတဲ့အချက်ဥစားပေါ်အမြင့်သဘောထားတွေရှိတယ်။ ဲ့ဒီပုံမှာကျွန်တော်တို့ဘက်ကလက်ခံနိုင်လက်မခံနိုင်စသဖြင့်ပေါ့နော်ကျွန်တော်တို့ဘက်ကဘလို့ထပ်ပြီးတော့ပြင်ဆင်မလဲဆိုတဲ့ဟာကိုကျွန်တော်ဆွေးနွေးသုံးသပ်တယ်နောက်တစ်ချက်ကသူတို့အစုပြုထားတဲ့ဒီလာမယ့်ဒီဇင်ဘာဒီ16 16လောက်မှာပေါ့ဗျာအဲ့မှာတွေ့ဆုံဖို့အဲ့ဒါကိုလည်းကျွန်တော်တို့ကတော့ဒီကျွန်တော်တို့အဖွဲ့တွေ့မှာပေါ့ဗျာဒီပြန်လဲဆွေးနွေးရမယ်အဲ့ဒါကိုကျွန်တော်တို့ကတော့ဘလို့အနေထားမျိုးနဲ့သွားတည်မသွားတည်ဘောလေ တိုင်းရင်းသားလက်နက်ကင်တော်လှန်ရေးအဖွဲ့ခေါင်းဆောင်တွေအနေနဲ့အချက်တချို့ကိုလက်ခံနိုင်ပြီးတချို့ကိုအနည်းဆက်ဆုံးပြင်ဆင်ဖြည့်ဆွတ်တာတွေရှိပေမဲ့တချို့ကတော့ပြင်ဆင်ပေးဖို့လက်ခံနိုင်စရာမရှိဘူးလို့သိရပါတယ်။ဒါပေမဲ့ဘယ်အချက်တွေဆိုတာကိုထုတ်ပေါ်ပြောကြားဖို့ဦးနိုင်ဟန်တာကညင်းဆိုပါတယ်။အဖြစ်နိုင်ဆုံးပေါ့ဗျာနော်။တစ်ဖက်ကဒီဆက်လက်ပြီးတော့နိုင်ငံရေးရဆွေးနွေးဖြေရှာနိုင်ဖို့ကိုကျွန်တော်ကြိုးပမ်းနေပါတယ်။ဒါပေမဲ့ဒီလိုကြိုးပမ်းတဲ့နေရာမှာမှန်ကန်တဲ့နီလန်းနဲ့ဖြစ်ဖို့လိုတယ်။ဒီကနေ့ဆွေးနွေးချက်တွေအပေါ်အခြေခံပြီး MCCD အဖွဲ့ဝင်ခေါင်းဆောင်တွေဟာ UBWC ကိုစားပြုမြန်မာငင်းငင်းစင်တာ MPC ကအကြီးတန်းအကြံပေးဥလာမောင်ရွှေနဲ့ဒီဇင်ဘာ၂ရက်နေ့မနေ့ဖန်မနေ့ပိုင်းမှာတွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့လည်းသိရပါတယ်။အစိုးရတက်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုသုံးပွင့်ဆိုင်ဖိတ်ခေါ်ပြီးနော်ဝေနိုင်ငံမှာငင်းငင်းရေးဆွေးနွေးပွဲကျင်းပပေးဖို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၄ဘွဲကနော်ဝေနိုင်ငံသားရေးဝန်ကြီးကိုတိုက်တွန်းလိုက်ပါတယ်။နော်ဝေနိုင်ငံသားရေးဝန်ကြီး Border Brander နဲ့ ကရင်မျိုးသားအစည်းအရုံးချင်းမျိုးသားတက်ဦးမွန်ကြီးသစ်ပါတီနဲ့ကရင်မျိုးသားတွတ်တရေးပါတီတို့ပဲခူးမျိုးမှာတီးတန့်တွေ့ဆုံရမှာအခုလိုတောင်းဆိုခဲ့တာလို့ချင်းမျိုးသားတက်ဦးရဲ့လက်ထောက်အတွင်းရင်းမှူးဒေါက်တာရွှေခါကပြောပါတယ်။ဒါအပြင်အစိုးရနဲ့တိုင်းသားလက်နက်ကိုင်တွေအကြအပြစ်ခတ်ရက်စဲရေးသဘောတူစာချုပ်လက်မှတ်ထိုးနိုင်မှုနဲ့အပြစ်ခတ်ရက်စဲပြီးတဲ့နောက်ကျင်းပမယ်။နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေမှာနော်ဝေနိုင်ငံအနေနဲ့စောင့်ကြည့်သူအဖြစ်ပါဝင်ပေးဖို့တိုက်တွန်းခဲ့တယ်လို့လည်းသိရပါတယ်။ နော်ဝေနိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုရှေ့ဆက်ကူညီသွားမယ်အကြောင်းနော်ဝေနိုင်ငံသားရဲ့ဝန်ကြီးကပြောကြားခဲ့တယ်လို့လည်းသိရပါပါတယ်ရှင်။ကုလသမဂ္ဂအတွင်းမှုချုပ်မစ္စတာဘန်ဂီမွန်ကနေပြည်တော်သတင်းစာရှင်းလင်းပွဲတစ်ခုမှာရိုဟင်ဂျာလူမျိုးဆိုပြီးခေါ်ဝေါ်တုံ့နှောက်ခဲ့တဲ့အပေါ်ရန်ကုန်မြို့မှာနိုဝင်ဘာလ29ရက်စနေနေ့ကဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းတောက်ကိုနေမျိုးထွန်းကတင်ပြထားပါတယ်ရှင်။ဘန်ဂီမွန် လသမဂထွေထွေတွင်ရေးမှုချုပ်မစ္စတာဘန်ကီမွန်းဟာမြန်မာနိုင်ငံရဲ့တိုင်းရင်းသားလူမျိုး135မျိုးထဲမှာမပါတဲ့ရိုဟင်ဂျာလူမျိုးဆိုတဲ့အသုံးအနှုန်းကိုခေါ်တုံးဆွဲခဲ့တာကြောင့်ရှုံချကန့်ကွက်ဆန္ဒပြရတာဖြစ်တယ်လို့ပြီးခဲ့တဲ့စနေနေ့ကဆန္ဒပြသူတွေကပြောပါတယ်။ ရာ35မျိုးလူမျိုးထဲမှာဒီခုနမစ္စတာဘန်ကီမွန်အပါဝင်ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီဥရောပအယူသမဂ္ဂတွေရဲ့လုံးလုံးပြောဆိုနေတဲ့အသုံးအနှုန်းတွေဟာကျွန်တော်တို့နိုင်ငံမှာမရှိတဲ့လူမျိုးတို့ရောက်မျိုးလိန်ညာသုံးဆွဲနေတာဖြစ်တဲ့အတွက်ဒါကိုကျွန်တော်တို့ကပြည်သူလူထုသဘောထားထုတ်ဖော်ရတဲ့အကြောင်းရင်းဖြစ်ပါတယ်ဆန္ဒပြသူတွေဟာရွှေကုံဖျားအရှိတ်ဘက်မှကျေးသွန်းဖျားကနေ ာမွေမြို့နယ်ကြိုက်ကဆန်ပြည်သူ့ဟစ်တိုင်ကွန်းအထိလမ်းလျှောက်ဆန္ဒပြခဲ့ကြပြီးဟောပြောပွဲလည်းကျင်းပခဲ့ကြပါတယ်။ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေကရခိုင်ပြည်နယ်စစ်တွေမြို့နယ်ဘူးသီးတောင်မြို့တွေကဒေသခံတွေကလည်းကုလသမဂ္ဂထွေထွေတွင်ရင်မှုချုပ်မစ္စတာဘန်ကီမွန်းကိုကန့်ကွက်ရှုတ်ချတဲ့ဆန္ဒပြပွဲတွေကျင်းပခဲ့ကြပါတယ်ခင်ဗျာ။ကိုနေမျိုးထွန်းတင်ပြသွားတာပါရှင် မန္တလေးတိုင်းမြင်းချံမြို့နယ်မှာ AR မြကန်းမြေးကကိုင်းမြေအေက90ကျော်ကိုမြို့နယ်အာဏာပိုင်တွေကမြေနုကျွန်းအဖြစ်သတ်မှတ်ပြီးသိမ်းယူလိုက်တဲ့အပေါ်မကျေနပ်တဲ့မူလပိုင်ရှင်တွေကမနေ့ကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ RFY တို့သားကိုခမောင်စိုးမင်းကတင်ပြထားပါတယ်ရှင်။မြင်းချံမြို့နယ်လေအိမ်တန်းကြီးရွာအုပ်စုအတွင်းကကိုင်းမြေသိမ်းယူခံရတဲ့အတွေ့မူလပိုင်ရှင်34ဦးကပြီးခဲ့တဲ့စနေနေ့မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူတို့တွေပိုင်တဲ့ကိုင်းမြေတွေကိုငင်းကြံမြို့နဲ့အထွေထွေအုပ်ချုပ်ရေးမှုကပြီးခဲ့တဲ့အော်တိုဘာလအတွင်းကသိမ်းယူခဲ့ပါတယ်။အဲ့ဒီကိုင်းမြေတွေဟာအစ်စ်ပေါ်တဲ့မြေနုကျွန်းတွေဖြစ်တယ်ဆိုပြီးအကြောင်းပြသိမ်းယူခဲ့တာဖြစ်ပါတယ်။သူတို့ကြေးရွာလယ်စီရဲမြို့နယ်လယ်စီရဲပေါ့ဗျာသူတို့ဒီမှာကွင်းဆင်းပြီးတော့ကြီးတော့ကြတော့ဒါမြေလူကျွန်းလို့သူတို့ကသတ်မှတ်တယ်ဗျာသတ်မှတ်တာဟိုဒါတစ်ဖက်သက်ဆွဲပြီးသတ်မှတ်သွားတာကျွန်တော်တို့ကဒါမခံနိုင်ဘူးဗျာဒါနှစ်စင်းနှစ်တိုင်းလှုပ်တာဒါနှစ်ပေါင်းလည်းမနေတော့ဘူးဗျာလှုပ်တာဒါနော် ဒါသူတို့မြေတူတို့တတ်မှတ်ရှင်တယ်တတ်မှတ်လို့ကိုမပြောဘူးအဲ့တော့ကျွန်တော်နှစ်စင်ပဲလှုပ်သွားတာနှစ်ပေါင်းလဲဟိုဘိုးဘွားပြင်းလက်ထက်ကနေလှုပ်လာတာဗျာခုလဲဒါပြန်ပြီးကောင်းလာတယ်ကောင်းလာတယ်ပြန်လှုပ်လာတယ်ကိုနှစ်စင်နဲ့ရှိသွားပြီဗျာအဲ့တော့ကျွန်တော်တို့လုံးဝကိုအတတ်မှတ်မခံနိုင်ဘူးဂိုင်းမြေဟာဂိုင်းမြေပဲကျွန်တော်မြေတူတို့လုံးဝကိုမဟုတ်ဘူးလုံးဝကိုမဟုတ်ဘူးဆိုတော့ကျွန်တော်အာမခံတယ်ဗျာအထောက်ထားတွေလည်းအပြည့်စုံရှိတယ်အဲ့ဒီဂိုင်းမြေတွေဟာလေးအိမ်တန်းကြီးပါအနီးမှာတူးမြောင်း ဖောက်လုပ်ခဲ့စဉ်က၅နှစ်လောက်ရေမြုပ်ခဲ့ပြီးအခုနှစ်မှပြန်ပေါ်လာတာဖြစ်ပါတယ် ဲ့ဒီအတွက်အာနာပိုင်တွေကဒါဟာကိုင်းမြေမဟုတ်ဘူးမြေနုကျွန်းဖြစ်တယ်လို့သတ်မှတ်လိုက်ပါတယ်ကျွန်တော်တို့ကတရားနီးလန်းနဲ့ပဲနော်လိုချင်တာပဲလေနော်ပြဿနာတွေလည်းတယောက်နဲ့တယောက်ပြိပက္ခလည်းမဖြစ်ချင်ဘူးလေကျွန်တော်တို့ကနော်အမှန်တိုင်းပဲဖြစ်စေချင်ဒီလိုမှကျွန်တော်တို့မရနိုင်ဘူးဆိုတော့လေကျွန်တော်တို့ကဟိုဆန္ဒဖော်ထုတ်တာပဲဖြစ်ဖြစ်နော်ဥပဒေကြောင်းရပဲဖြစ်ဖြစ်ဒီလိုပဲကျွန်တော်တို့လုပ်ရမှာကိုင်းမြေတွေဟာပုံမှန်အားဖြင့်အေယာဝတီမြေကြီးတက်လာရင်ရေမြုပ်သွားပြီး ရေကျသွားရင် ပြန်ပေါ်လာကမြေစီလွားကောင်းတဲ့နှုံးမြေတွေတင်ပြီးကြံရိတ်ခဲ့တဲ့အတွက်သီးနှံအတွက်ကောင်းလေရှိပါတယ်။ရေမြုပ်ပေမဲ့အဲ့ဒီကိုင်းမြေတွေဟာ ရွေရှားသွားတာမဟုတ်ပဲမူလနေရာမှာပြန်ပေါ်တဲ့အတွက်ရာမြေလဲမြေတွေလိုပဲတောင်သူတွေက အမိပေါင်းနဲ့ပိုင်ဆိုင်ကြပါတယ်။အလားတူအေယာဝတီမြေကမ်းနဘေးမှာ ရေကျသွားရင် မြေနုကျွန်းတွေလည်းပေါ်လာလေရှိပါတယ်။ရေကျသွားလို့မြေနုကျွန်းပေါ်တာဟာ တစ်နှစ်နဲ့တစ်နှစ်မတူဘဲနေရာပြောင်းပြီးပြန်ပေါ်တတ်ပါတယ်။အဲ့ဒီအခါမှာဒေတာအာနာပိုင်တွေကမြေမဲ့ရာမဲ့တွေကိုခွဲဝေပေးလေရှိပါတယ်ခင်ဗျာ။ RFI ဝိုင်းတော်သားကိုခမောင်စွန်မြင့်တင်ပြပေးခဲ့တာပါရှင်။အလွတ်တရင်တော်ကိုပါကြီးတည်ဆုံမှုဖြစ်စဉ်နဲ့ပတ်သက်တဲ့မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့အပိသက်အစီရင်ခံစာကိုဒီကနေ့သမရစီပြပို့လိုက်ပြီလို့သိရပါဗျ။ ကော်မရှင်အနေနဲ့ကိုပါကြီးတည်ဆုံမှုနဲ့ပတ်သက်လို့စစ်တပ်အရာရှိတွေအပါအဝင်58ဦးလောက်ကိုလွတ်လွတ်လပ်လပ်စုံစမ်းစစ်ဆေးပြီးမှထုတ်ပြန်တာဖြစ်တယ်လို့ကော်မရှင်ဒုဥက္ကဋ္ဌဦးစင်မြိုင်က RFA ကိုပြောပါတယ်။စစ်ဆေးတွေ့ရှိချက်တွေအရကိုပါကြီးဟာကင်းသမားစီကတနက်လူယူဖို့စ조사ချိန်မှာကင်းဆောင်နေတဲ့တက်ကြတူကပြစ်ခတ်ခဲ့တာလို့ကော်မရှင်ဒုဥက္ကဋ္ဌဦးစင်မြိုင်က RFA ကိုပြောပါတယ်။ရင်ခွဲစစ်ဆေးချက်နဲ့မှုကင်းဆောင်ရင်ရဲ့ထွက်ဆိုချက်တွေအရမေးစိအောက်ကတိပစ်တယ်ဆိုတဲ့အချက်ကိုဖော်ပြတာမတွေ့ရှိရတဲ့အကြောင်း ဘလို့အကွာအဝေးနဲ့ဘယ်နေရာကပြစ်ခတ်ခဲ့တယ်ဆိုတဲ့အချက်တွေကတော့တရားရုံးမှာသာထပ်ဆိုရမယ့်အချက်တွေဖြစ်တယ်လို့ဦးစင်မြိုင်ကပြောပါတယ်။ကိုပါကြီးတည်ဆုံမှုဖြစ်စဉ်နဲ့ပတ်သက်လို့အစီရင်ခံစာအပြည့်အစုံကိုအခုအချိန်မှာပြောဖို့စောနေသေးပြီးမကြခင်မှာလူ့အခွင့်အရေးကော်မရှင်ရဲ့ internet website ကနေအများပြည်သူကိုအသိပေးထုတ်ပြန်သွားမယ်လို့လည်းဦးစင်မြိုင်ကပြောပါတယ်ရှင်။ဂျပန်နိုင်ငံနဲ့အာဆီယံဆယ်နိုင်ငံကတက္ကသိုလ်ကျောင်းသားကျောင်းသူ200ကျော်လိုက်ပါလာတဲ့နီပွန်မာရုသမိုဟာအာဆီယံဖွဲ့ဝင်နိုင်ငံတွေကိုလှည့်ပတ်လည်လာနေပါတယ် ီသင်းမောဟာရန်ကုန်မြို့မှာတရက်ရက်နားပြီးတဲ့နောက်မနေ့ကပြန်လည်ထွက်ခွာသွားပါတယ်။ RF သတင်းတောင်ကိုမျိုးစော်ကိုကတင်ပြထားပါတယ်ရှင်။ဂျပန်နိုင်ငံနဲ့အာဆီယံနိုင်ငံတွေကြားမတူညီတဲ့ယဉ်ကျေးမှုတွေကိုလေ့လာဖို့အတွက်ဂျပန်နဲ့အာဆီယံ17နိုင်ငံရဲ့တိုက်သို့ចောင်းသားចောင်းသူတွေကိုတင်ဆောင်လာတဲ့ချစ်ကြည်သမော်ကြီးဟာလွန်ခဲ့တဲ့သတင်းတစ်ပတ်ကျော်တည်းကဂျပန်နိုင်ငံကနေထွက်ခွာခဲ့ပြီးအာဆီယံနိုင်ငံတွေအကြားလှည့်ပတ်သွားလာခဲ့တာဖြစ်ပါတယ်။ဂျပန်အာဆီယံလူငယ်ချစ်ကြည်သမော်ပေါ်မှာ မြန်မာလူငယ်28ဦးလိုက်ပါနေတာလည်းဖြစ်ပါတယ်။ရန်ကုန်မြို့ကိုရောက်ရှိနေတဲ့အချိန်တွင်အာဆီယံကျောင်းသူကျောင်းသားတွေဟာရန်ကုန်မြို့ရဲ့အထင်ကရနေရာတွေကိုသွားရောက်လေ့လာခဲ့တဲ့အပြင်မြန်မာမိသားစုဝင်တွေရဲ့အိမ်တွေမှာလည်းတ냐တာအိတ်ဆက်တဲခိုခဲ့တာဖြစ်ပါတယ်။ ရွှေရကုံဖေရကတော့မဖြစ်မနေပေါ့နော်မြန်မာပြည်သူကအမှုပညာကိုလည်းပြပေါ့လေမြန်မာရဲ့ဘာသာရေးကန်ဆိုင်မှုကိုလည်းပြတော့မဖြစ်မနေတာပြရမှာပရိုဂရမ်မှာထည့်သွင်းထားပါတယ်နောက်တစ်ခုကတော့အမြဲတမ်းကုံဆောင်နေတဲ့နှစ်တရာကျော်ရှိတဲ့ဘိုးချုပ်ဈေးပါအခုလိုစီစဉ်မျိုးကိုရခင်နှစ်ပေါင်းများစွာတည်းကလှုပ်ဆောင်နေခဲ့တာဖြစ်ပြီးပြည်တော်စုတန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းဝင်ចောင်းသူចောင်းသားတွေကိုဦးစားပေးစေလွတ်ခဲ့တာဖြစ်ပေမဲ့လွန်ခဲ့တဲ့တစ်နှစ်ကနေစပြီး တက္ကသိုလ်ကျောင်းပေါင်းစုံကကျောင်းသားကျောင်းသူတွေကိုပြန်လည်ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံကကျောင်းသားကျောင်းသူတွေဟာခီးစင်မတိုင်ခင်နှစ်လကျော်ကြာအချိန်ယူပြီးစခန်းသွင်းလေ့ကျင့်ကြိုတင်ပြင်ဆင်ခဲ့တာလည်းဖြစ်ပါတယ်ဒီလိုအစီအစဉ်မျိုးကအလွန်ကောင်းတဲ့အစီအစဉ်ပါဘာဖြစ်လို့လဲဆိုတော့ကျတော့ကလေးတွေအနေနဲ့တို့ exposure အများကြီးရမယ်နိုင်ငံတကာရဲ့ဒီအာဆီယံအထူးသဖြင့်အာဆီယံနဲ့ဂျပန်အတိုင်းဝိုင်းရဲ့ရင်းချိမှုတွေတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုအများကြီးဗမာနိုင်ငံအနေနဲ့ ဗမာနိုင်ငံကလေးတွေအနေနဲ့ဆိုအများကြီးတင်ယူကြတယ်အများကြီးရရှိခဲ့တဲ့အတွက်ကြောင့်မလို့သူတို့ကြီးပြင်းလာတဲ့အခါမှာနိုင်ငံတော်အတွက်သူတို့ပြန်လုပ်ပေးနိုင်မလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့အများကြီးကြိုးကျေးဇူးရှိတဲ့အစီအစဉ်တစ်ခုလို့ကျွန်တော်ထင်ပါတယ် အာဆီယံလူငယ်တွေဟာရန်ကုန်နိုင်ငံခြားဘာသာသင်တက္ကသိုလ်အပါအဝင်တခြားပညာရေးဆိုင်ရာနေရာတွေကိုလည်းသွားရောက်လေ့လာခဲ့ကြပါတယ်။ကျွန်တော်အနေနဲ့ကတော့တိမယ်ဆိုရင်တော့လူငယ်ကတော့တိတ်အကွာချမှုတိတ်မရှိပါဘူး။သို့တော်လည်းလိုပဲပြောသူတို့ကတော့ exposure ရပြီးသားပေါ့။ကျွန်တော်လူငယ်တွေကတော့ဒါ exposure ကုမှဒါကျွန်တော်တို့ဒါရခါစားမှာပို့ပြီးတော့သူတို့လည်းစူးစမ်းလာမှာပါ။ to deliver or the rough conclusion about education system as well as, as culture အချိန်တရပဲရခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကိုထဲထဲဝင်ဝင် လေ့လာခွင့်မရခဲ့ပါဘူးကျွန်တော်အထိကထားလေ့လာခဲ့တာကမြမယဉ်ကျေးမှုနဲ့ဆိုင်တဲ့နေရာတွေပါ BNN ចောင်းသားတူဦးကပြောခဲ့တာဖြစ်ပါတယ်ဂျပန်အာဆီယံယဉ်ကျေးမှုဖလေးចောင်းသားတမောဟာပြီးခဲ့တဲ့နိုဝင်ဘာလ29ရက်နေ့ကတော့ရန်ကုန်မြို့ပန်းဆိုးရန်စက်ကန်းကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ရန်ကုန်မြို့မှာတရက်ကြာရန်နာခဲ့တဲ့လူငယ်ចောင်းသားတမောဟာမနေ့ကညနေပိုင်းကတော့အင်ဒိုနီးရှားနိုင်ငံကိုဆက်လက်ထွက်ခွာသွားပြီဖြစ်ပါတယ်ခင်ဗျာ။ ်။ RFA သတင်းတော်ကိုမျိုးစော်ကိုတင်ပြသွားတာပါရှင်။1988ခုနှစ်ရှစ်လင်းလုံးဒီမိုကရေစီရေးတော်ပုံအတွင်းចောင်းသားခေါင်းဆောင်တူဦးဖြစ်ထင်ရှားခဲ့တဲ့ကိုလှမျိုးနောင်ဟာနှွေမာလာ28ရက်နေ့မနေ့ပိုင်းကကွယ်လွန်သွားခဲ့ပါတယ်။ကိုလှမျိုးနောင်ရဲ့စာပနအခမ်းအနားကိုမနေ့ညနေပိုင်းကရန်ကုန်ရေဝဲတုတ်တံမှာပြုလုပ်ခဲ့ပါတယ်။ RFA သတင်းတော်ကိုကျော်လင်းဦးကရိုက်ကူးတင်ပြထားပါတယ်ရှင်။မနေ့ကကိုလှမျိုးနောင်ရဲ့ဇာပနာအခမ်းအနားမှာသူ့ရဲ့ចောင်းသားဘွားကလေးကလုပ်ဖို့ကင်ဘက်တွေဖြစ်ကြတဲ့ ကိုကိုကြီးကိုဂျင်မီကိုထေးကျွယ်ကိုမေ့စီရစားနယ်88မျိုးဆက်ကြောင်းသားခေါင်းဆောင်တွေနိုင်ငံရေးအကျဉ်းသားဟောင်းတွေကလိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။ဘဝလေးစကားကိုပြောရတကယ်ဖတ်လဲပါတကယ်လက်ဆက်ကောင်းပြရပါလိမ့်မယ်။ဘုမလေးလေးကျွန်တော်မြင်ပြောရမယ်ဆိုရင်သူတရားမဲ့တွေပေါ့ပါတရားမဲ့အချိန်လည်းမဟုတ်သေးပါဘူး။ဒါပေမဲ့ဆုံးသွားပါကျွန်တော်လည်းဘုရားကိုထောက်ဖို့အရှိတရှိမတ်လား ကျော်တော့မစလာစတော့ဆက်လေးရက်နေကစပြီးတော့သူစပြီးမြဲလာတာအဲ့ဒီအချိန်ကစပြီးတော့ခုချိန်သူတည်တဲ့အတွက်ကျွန်တော်တောက်လျှောက်တွဲလာပြန်လာအယူသားဆုံးကအပူလေးဆုံးပြောတတ်ပြီးတော့တကယ်ကိုစေတနာမှန်မှန်နဲ့လုပ်ရတဲ့လူတယောက်ကိုပြပါဆိုတော့ကျွန်တော်သူ့ကိုပဲကျွန်တော်ပြပါသူဟာ88ရေးတော်ပုံမဖြစ်ခင်နိုင်ငံရေးနဲ့ထောင်နှစ်ကျင်းကြားခဲ့ရတယ်လို့သိရပါတယ်အတူတကွာဖက်တန်းခဲ့တဲ့ရဲဘော်တွေ ျွန်တော်တို့ပန်းနိုင်ကိုမမြင်ရခင်မှာအခုလိုမျိုးနှုတ်ဆက်ရဂုံပြူရတဲ့ပွဲမျိုးတွေတကယ်တော့မကြုံခင်ပါဘူးသူ့ပုံရိပ်ကိုမြင်သာထင်သာအောင်ပြောရရင်စကားပြောရင်မေးကြုံရင်းထောင်ပြီးတော့လက်ညှိုးတစ်ထောင်ထောင်နဲ့တခါတလေမမြင်ရရင်ရံဖြစ်နေသလားလို့ထင်ရတော့အောင်အားနဲ့မှန်နဲ့ငင်းဖို့ဆွေးနွေးတတ်တဲ့လူငယ်လေးတယောက် ပထမအပူဆုံးစေပေါ်တက်ပြီးတော့ငါတို့ပဲမြင့်မြတ်တဲ့အမျိုးသားထွတ်ထောင်အလံကိုအမည်မာသောဖြစ်ထိုက်ပြီးတော့စတင်ပြီးကြွေးကြော်ခဲ့တဲ့လူသာပြောနေတယ်။အဲ့ဒီလိုပဲကျွန်တော်တို့အာလာသိပြီးတော့ကျောင်းသားတက်ပြတော့ကျွန်တော်ထူထောင်ကြတယ်။လက်နက်ခိုင်တော်လိုင်းရုပ်သွားကြတော့မယ်ဆိုတဲ့အချိန်ချင်း ABSDF တို့နောက်ပိုင်းအမည်တင်လာတဲ့ကျောင်းသားတပ်မတော်ရဲ့ပထမဦးဆုံးဖွဲ့စည်းပုံကိုစတင်ပြီးတော့ရေးဆွဲခဲ့တဲ့သူတယောက်ပါ1988ခုနှစ်နောက်ပိုင်းတောခိုခဲ့ပြီးမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိခဲ့ပြီးနိုင်ငံရေးလှုပ်ရှားမှုတွေဆက်လုပ်ခဲ့ရမှာစစ်အစိုးရကထောင်ချခဲ့ပါတယ်1998ခုနှစ်မှာတရက်ထောင်ကပြန်လည်လွတ်မြောက်လာပြီး2008ခုနှစ်စတေမာဒေါ်လာရေးကြောင့်စစ်အစိုးရကဖမ်းဆီးပြီး ထောင်နှံ65နှစ်ချမှတ်ခံခဲ့ရပါတယ်။2012ခုနှစ်မှာမန္တလေးအိုးဘိုထောင်မှလူငင်းချမ်းသာကွင်းနဲ့လွတ်မြောက်လာပြီးဒီမိုကရေစီအရေးကိုဒီဇိုင်းမှန်မှန်လုပ်ကန်ခဲ့ပါတယ်။ကိုလားမျိုးနောင်ကွယ်လွန်ချိန်မှာအသက်46နှစ်ဖြစ်ပါတယ်ခင်ဗျာ။အရာဖေးရမြန်တန်ညာအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုဆက်ပြီးမြမအိနီချင်းအာရှနိုင်ငံတွေကစိတ်ဝင်စားစရာသတင်းတချို့ကိုတင်ပြပေးပါမယ်ရှင် ဟောင်ကောင်အထူးဒေသအစိုးရယုံကိုဆန္ဒပြကျောင်းသားတွေကဝင်ရောက်စီးနှင်းမှုမနစ်ညပိုင်းကကြိုးစားခဲ့ကြတဲ့အတွက်တခြားရွေးစရာလမ်းမရှိတော့ပဲငရုတ်ဖြန်းစည်းလက်ခံတုတ်တွေနဲ့နှိမ်နှင်းခဲ့ရတယ်လို့ဟောင်ကောင်ရဲတပ်ဖွဲ့ကဒီကနေ့ပြောလိုက်ပါတယ်ဆန္ဒပြကျောင်းသားတွေကမနစ်ညကအစိုးရယုံချုပ်ကိုဝင်ရောက်ဖို့ကြိုးစားခဲ့ရမှာရဲကအကြမ်းဖက်နှိမ်နှင်းခဲ့တဲ့အတွက်ကျောင်းသားအတော်များများဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် ဟောင်ကောင်အချုပ်ရေးမူရွေးချယ်ရမှာတရုတ်ပြည်မကြီးအစိုးရရွေးချယ်ထားသူမဟုတ်ဘဲဒိုက်ရိုက်ရွေးချယ်တင်မြှောက်ခွင့်ရရည်အတွက်ဟောင်ကောင်ကျောင်းသားတွေကဆန္ဒပြနေကြတာခုဆိုရင်သုံးလတဲ့ကိုရောက်ရှိနေပြီဖြစ်ပါတယ်ရှင်။တိုင်းပြည်တိအဂရိလိုက်စားမှုတွေမှာပါဝင်ပတ်သက်နေတာကိုထိုင်းအနာပိုင်တွေကတွေ့ရှိခဲ့ပြီးတဲ့နောက်ထိုင်းအင်ရှင်မင်းသားမိဖုရားတစ်ပါးရဲ့ဆွေမျိုးတော်ဆက်သူ၃ဦးကိုဘရင်အဆောင်အယောင်ဘွဲ့ယာရုတွေကနေပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ ထိုင်းရတဖွဲ့အကြီးအကဲတွေရဲ့အဂရိလိုက်စားမှုတွေကိုရှာဖွေဖော်ထုတ်နေစဉ်အမှုတစ်ခုရဲ့နောက်မကွယ်ကပါဝင်နေတဲ့အတွက်သူတို့ကိုဒီဂုံဒူးဆောင်ရာတို့အမိတွေကနေဖယ်ရှားပေးမှုအင်းရှင်မင်းသားဝိဇယလောင်ကောင်းကစစ်အစိုးရကိုစာရေးသားတောင်းဆိုခဲ့တယ်လို့ထိုင်းရတဖွဲ့ကဒီကနေ့အတည်ပြုပါတယ်ဒီဘွဲတွေဟာမင်းကြီးမင်းသားတွေရဲ့ဝမ်းခွဲညီအကိုတွေကိုပေးတဲ့ဂုံဒူးဆောင်ဘွဲတွေဖြစ်ပါတယ်ထိုင်းနိုင်ငံထုတ်ဘန်ကောက်ပို့စ်နဲ့ Nation သတင်းစာတွေမှာအဲ့ဒီသုံးဟာဘင်းရင်နန်းတော်ရဲမှာအမှုထမ်းနေသူတွေလို့ရေးသားဖော်ပြကြပါတယ်ရှင် သက်44နှစ်အရွယ်အိန္ဒိယစိန်ကုံတဲ့တတိတူဟာမိဘမဲ့အမျိုးသမီး112ဦးကိုဖခင်အဖြစ်တာဝန်ယူပြီးအမေရိကန်ဒေါ်လာထောင်နဲ့ချီတဲ့လက်ဖွဲ့တွေနဲ့တနင်္ဂနွေနေ့ကလက်ထပ်ပေးလိုက်ပါတယ်။ဒီအမျိုးသမီးတွေရဲ့မိသားစုတွေဟာသမီးတွေကိုအိမ်အောင်ချပေးဖို့ငွေကြေးဆင်းရဲချွတ်တဲ့တဲ့အတွက်မွေးစားမိဘအနေနဲ့အခုလိုမင်္ဂလာဆောင်ပေးတာလို့စိန်ကုံတဲ့ကပြောပါတယ်။မွေးစားမိဘဆိုရင်မဲ့မိဘရင်းလို့တာဝန်ယူပြီးတူးကိုအမေရိကန်ဒေါ်လာ8300နီးပါးလက်ဖွဲ့ပေးခဲ့တယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံမှာဟိန္ဒူဒလစ်ထုံးစံအရာတမိမင်းကလေးရှင်တွေဘက်ကသတို့သားကိုလက်ဖွဲ့တင်တောင်းရန်ရတာဖြစ်ပါတယ်ရှင်။ဒီကနေ့အတွက်စိတ်ဝင်စားစရာအာရှသတင်းကောင်းထုတ်ချက်တွေကတလောက်ပါပဲရှင်။ဒီညအတွက်သတင်းကဏ္ဍကိုလည်းဒီညနဲ့ပဲရနာဝင်ပြူပါ။မကြခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါ။ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ညည၈နာရီခွဲကနေ9နာရီအထိညစဉ်ထုတ်လွှင့်နေပါတယ်။ဝေဖန်အကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါတယ်ရှင်။ ာဆရာမကြီးလူလူတော်အမရဲ့ရာပြည့်မွေးနေ့အကျိုးကွန်ပျူပွဲတစ်ခုကိုမန္တလေးမြို့ကတောင်လေးလုံးကျောင်းတိုင်မှာပြီးခဲ့တဲ့စနေနေ့ကပြုလုပ်ခဲ့ပါတယ်။အပြည့်အစုံကိုဆက်ပြီးတင်ပြပေးပါမယ်ရှင်။လူလူတော်အမရဲ့ရာပြည့်မွေးနေ့အကျိုးကွန်ပျူပွဲအခမ်းအနားမှာလူလူတော်အမကိုချစ်မြတ်နိုးသူတွေ၊စာရေးဆရာတွေ၊သတင်းစာဆရာတွေနဲ့အမှုပညာသမားတွေတက်ရောက်ခဲ့ပြီးကြ བྱ ာရွတ်ဆိုပွဲနဲ့ဖျော်ဖြေပွဲတွေပြုလုပ်ခဲ့ကြပါတယ်။ ကုံမြောက်လင်ကယတ်မစာမပညာမဟုတ်ဟာရင်းနဲ့လောက်တဲ့ကျုပ်တို့မေပါစီကကျေးဇူးတင်ပါတယ်မရပူရတောင်လေးလုံးကျောင်းတိုင်းမှာလူလူတော်အမမွေးနေ့ပွဲကိုလူလူတော်အမအသက်80ပြည့်နှစ်ကလေးကနှစ်စဉ်ကျင်းပလာခဲ့ပြီး2005ခုနှစ်ကနေ2012ခုနှစ်အထိအကြောင်းမျိုးမျိုးကြောင့်မကျင်းပနိုင်ခဲ့ဘူးလို့သိရပါတယ်။အဲ့ဒီဂုံပြုတ်ပွဲကိုတက်ရောက်လာတဲ့ လူလူတော်အမရဲ့တပည့်ရင်တူဖြစ်ခဲ့သူဆရာမောင်တစ်လွင်လူလူကလည်းလူလူတော်အမဟာရှားပါးတဲ့ဆရာကောင်းတစ်ယောက်ဖြစ်တယ်လို့ပြောပါတယ်။ဥမာသူရေးတဲ့စာတော်မှာပဲเนาะဟိုတို့ကိုအတိပြခိုင်းတာเนาะဆရာမအဲ့လိုမျိုးရှားတယ်ကွာဆရာကမင်းဆရာလိုပဲနေမှာပေါ့เนาะသူကအဲ့လိုမဟုတ်ဘူးလူလူတော်အမကို1935ခုနှစ်နိုဝင်ဘာလ29ရက်နေ့မှာ မန္တလေးမြို့ဂုံတန်ရဲ့အဖအဦးထင်အမိဒေါ်စုတို့ကမွေးဖွားခဲ့ပါတယ်1939ခုနှစ်မှာတရင်စာဆရာလူလူဦးလာနဲ့လက်ထပ်ခဲ့ပြီးပြည်သူချစ်တော်အမှုပညာသည်များမန္တလေးသူမန္တလေးသားများအမိရှေးစကားဆိုတဲ့စာအုပ်များအပါအဝင်ဆောင်းပါးဘာသာပြန်နဲ့စာအုပ်အများအပြားကိုရေးသားခဲ့ပါတယ်လူလူတရင်စာတိုက်ကို1969ခုနှစ်ဇူလိုင်လ9ရက်နေ့မှာပိတ်သိမ်းခံခဲ့ရပြီးဆရာမကြီးလူလူတော်မှာကတော့ 2008ခုနှစ်ဧပြီလ9ရက်နေ့မှာမန္တလေးမြို့နေအိမ်မှာနှလုံးရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ်ရှင်။မကွေးတိုင်းမန်းချောင်းဆက်တမန်တိဆောက်တာ10နှစ်ကျော်ကြာခဲ့ပြီဖြစ်ပေမဲ့ဆယ်စီမံကိန်းကြောင့်အိုးအိမ်ပြောင်းရွှေ့ပေးခဲ့ရတဲ့ဒေသခံတွေခုထိနေသားတကြမဖြစ်ကြရသေးဘူးလို့သိရပါတယ်။ RFA သတင်းတော့ကိုဇော်တူးကတင်ပြထားပါတယ်ရှင်။မကွေးတိုင်းငပဲမြို့နယ်တွင်းကမင်းလွင်ကျောင်းကုန်းအိုးမြေကုန်းဝင်းကပါစတဲ့ကြီးရွာတွေဟာပြောင်းရွှေ့ကြီးတောင်းခွဲနဲ့မူရင်းဒေသကနေစေမင်ကျော်ကွာဝေးတဲ့ဒေသစီ ပြောင်းရွှေ့ပေးလိုက်ရတာပါဓမ္မဦးချစိုက်ပျိုးလာခဲ့တဲ့လေယာဉ်တွေလဲရေဝဲဧရိယာတွေမှာကြာရောက်လို့နင်းမြုပ်ပျက်စီးကုန်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့စီးပွားရေးလောက်ကဲစတော့ဖို့ဆိုပြီးတော့မြေခွက်ကဘာတခုမှမပေးဘူးခင်ဗျာအဲ့ဒီမကြမ်းနေခဲ့တဲ့အင်ဂျီယာငါတက်တကတော့ရွာတစ်ကိုလုံးဝကိုရွှေ့နိုင်တဲ့ရေချင်းမရှိဘူးပေါ့သူတို့မှာထုခွဲစရာပြည်စည်းလည်းမရှိဘူးဒီလိုပဲလက်လုံလက်စားဖားလေးရှားလိုက်ငားလေးရှားလိုက်နေပဲသူတို့အဲ့လိုပဲစားတောင်းနေရပါခင်ဗျဒေသတဲ့နေရာတဲ့မှာအထူးကြလုတ်ကန်စားတော့ဖို့ လေယာမြင်မဖော်ထုတ်နိုင်ပဲလေသမားတွေဟာတစ်ခုတ်ဝါခုန်နဲ့ကြုံရကြပန်လုတ်ကန်နေကြရပါတယ်စက်သမန်တစ်ဖက်မှာပြောင်းရွှေ့ဖို့တောင်မတတ်နိုင်တဲ့တဲ့ရင်စုအနေငယ်လေးခုချိန်တိုင်အောင်ရှိနေပါသေးတယ်ကျောင်းကုန်းအုပ်စုကတော့တချို့တဝက်လဲဧကအဟူပေါ့85ဧကလောက်ကျန်းတယ်ကျန်းတော့အဲဒီကျောင်းကုန်းသားလေးတွေကလည်းဝန်းသာပြီးတော့ပေါ့ဗျာအဲသူတို့လောက်ရပြီလို့အောက်မိတာအဲ့တော့အဲ့လိုကျန်းတဲ့နေရာလေးလောက်လောက်ကြပြန်တော့ဟိုမိနှခါနာဆိုလို့ပေါ့ဗျာတက်မတော်ကကပ္ပသဆက်လေးကတိမ့်ထလိုက်ပြန်တယ်တဲ့ ဒီကမ္ဘာစားပဲအဲဟောပေါ့သူတို့အဓိကသုံးဖို့အတွက်ပဲဆောက်တယ်လို့ဒါကျွန်တော်တို့ကတော့အဲအဲ့လိုပဲယူဆပါတယ်ဆယ်တမန်ကြီးကိုလေဝဲလေးရတူမြောင်းနှမြောင်းနဲ့ငဖဲပွင့်ပြူစကုစားတဲ့ဒေသတွင်းလေယာမျိုးတွေကိုဆေးရည်တွင်စိုက်ပျိုးနိုင်အောင်ဆောင်ရွက်ထားပေမဲ့ရာသီဥတုမမှန်ကန်တဲ့အခါဆေးရည်သောလေယာမျိုးတွေအတွက်ရေရရှိဖို့ခက်ခဲတွေနဲ့ကြုံရရကြောင်းပြောပါတယ်အဲ့ဒါအဲ့ဒီလက်တေးကတောက်ရမေးကိုတုံညာလာရတယ်အဲ့ဒီငဖဲက ရဲမှုကြီးလည်းတွေ့တာပဲအဲ့ဒီမှာကျွန်တော်တို့ရေယူနေတာရေပိဒုက္ခတဲ့ဒီတကယ်ကိုခွင့်ပြုလို့ကျွန်တော်တို့တိုးလွန်မပေးနိုင်တော့ဘူးလားပြောတယ်အဲ့ဒါကကြတော့ဆယ်ဆယ်မြောက်ကလူကြီးနဲ့ရှင်းနေစေတမန်တိဆောက်လို့ထိခိုက်နေတာဆုံးရှုံးခဲ့ရတဲ့ကြီးရွာတွေမှာဂွေတိုင်းပြည်သူလွတ်တော်အမတ်ကလွတ်တော်မှာတင်ပြခဲ့ဘူးပေမဲ့အကြောင်းပြန်ကြတာမရှိခဲ့ပါဘူးဒါကိုဆက်လက်ပြီးမကွေးတိုင်း NLD တောင်လူသမားရဲ့ကော်မတီအနေနဲ့လေယာဉ်မြင့်နေတာကိုအရေးစုဆောင်ရွက်သွားမယ်လို့ပြောပါတယ်စီမံကိန်းကြီးလှုပ်တဲ့အခါမှာဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်တွေကိုထည့်မစင်စားခဲ့ဘူးဒီလိုရွှေပြောင်းပြီးရင်နောင်ပေါ်ပေါက်လာမဲ့စိုးကျိုးတွေကိုစနစ်တကျတွတ်ချက်မှုမလုပ်ဖဲနဲ့အဲကိုဆန္ဒရှိတဲ့ကိုထင်မြင်မှုတစ်ခုကိုစီမံကိန်းတစ်ခုဖြစ်လက်လွတ်စပယ်လုပ်လိုက်တဲ့အတွက်အခုလိုမျိုးမဖြစ်တဲ့နောက်ဆက်တဲ့စိုးကျိုးတွေကိုကြုံရတယ်လို့ပြောလို့ရတယ်ဗျနေရပြောင်းရွှေ့ခဲ့ရတဲ့ကြီးဟာတွေရောမပြောင်းရွှေ့နိုင်လို့တောင်းနိုင်ရမှာကုချိန်တဲ့အောင်မိတွင်နေရတဲ့လယ်သမားမိသားစုတွေအဖို့ကတော့တာဝန်ရှိသူတွေကသူတို့ဘဝရှေးရေးအတွက်လေယာဉ်မြေစ်ဖော်ထုတ်ပေးစီလိုပြီး အကူလုတ်ကန်ခွင်လန်းတွေဖော်ဆောင်ပေးဖို့မျှော်လင့်နေကြပါတယ်ခင်ဗျာကချင်ပြည်နယ်ဖားကန်ကြောက်စင်းတွင်ဒေသမှာနိုင်ငံအနှံ့ကလာရောက်ပြီးရေမစေးကြောက်ရှောက်ဖွေတူးဖို့သူတွေဟာအသက်နဲ့ရင်းမီလောက်ကနေရပေမဲ့အများစုကအဆင်မပြေကြဘူးလို့ပြောပါတယ်ဖားကန်ကြောက်စင်းတွင်ဒေသကိုတက်ရောက်ခဲ့တဲ့ RF သတင်းတောက်ကိုကျော်မျိုးမြင့်ကတင်ပြထားပါတယ်ရှင်ကချင်ပြည်နယ်ဖားကန်ကြောက်စင်းတွင်မှာလောက်ကန်သူတွေဟာကြောက်စင်းကုမ္ပဏီတွေကမြေတူးဆဲရန်တရားတွေနဲ့တူးဖို့ပြီးမလိုတော့လို့စွပစ်လိုက်တဲ့မိစားပုံတွေမှာ ဒေတာအကောရင်မစစ်ကြောက်တွေကိုရှာပွေကြတာဖြစ်ပါတယ်အဲ့ဒီရင်မစစ်ကြောက်ရှာသူတွေဟာဖကန်ကြောက်စင်းတွင်ဒေတာကမော်စီစာတာယာကုန်းစံခါမမုံကရင်ကြောင်တောင်းကော့စတဲ့မော်ရပောင်းကျင်ကကြောက်စင်းကုမ္ပဏီလုပ်ကတ်တွေရဲ့မိစံပုံတွေမှာကြောက်ရှာနေကြတာပါများသောအားဖြင့်အဆင်မပြေတဲ့သူပဲများတယ်။ဘာလို့လဲဆိုတော့ဒီကကုမ္ပဏီက ရှန်ထွက်ခဲ့လို့ရတဲ့ကြောက်မှာပဲဘယ်လိုပြောမလဲငွေရကြလေကြောက်ရှာတဲ့အခါကိုလွတ်လွတ်လပ်လပ်ရှာရင်မဆိုးဗျတူးခွင်းတော့မပြောတော့ဘူးလေဘာလို့လဲဆိုတော့သူတို့ကလည်းအရင်နေ့နဲ့လောရတာကိုလောက်ကင်ရှာပါလို့တခြားနေရာနေတခြားကိုရကိုရကိုဆွန့်ခွာရင်မှလာကြတာလေဆွန့်ပြစ်မိစားပုံတွေကနေရှာပွေရရှိတဲ့ကြောက်ဟာရွှေနဲ့ရှော်တွေဖုံးလွှမ်းနေတဲ့အတွက်ကြောက်မျိုးကောင်းမကောင်း တံမိုးရှိမရှိဆိုတာကိုရေစေးပြီးမှသာအချင်းမှန်ကိုသိနိုင်တဲ့အတွက်ဒီလိုစွန့်ပြစ်မေးစားပုံတွေကနေရှာဖွေရရှိတဲ့အကြောင်းကိုရင်မစေးကြောက်လို့ခေါ်ကြတာပါဒီလိုလုတ်ကင်နေသူတွေဟာမြန်မာနိုင်ငံအနှံ့ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးရလာရောက်ကြသူတွေဖြစ်ပါတယ်ဒီမှာလာလို့တာကတော့မင်းသားဆွေအဆင်မပြေလဲလာလို့တာကျွန်တော်မှလုံးစရာဆိုရင်ဒါပဲရှိရကြောက်ရှာသူအများစုဟာလောပန်းလို့ခေါ်တဲ့တနိုင်တပိုင်လုပ်ငန်းရှင်တွေစီမှာနေထိုင်စားတောက်ပြီးကြောက်ရတဲ့ကအချိုးကျခွဲဝေတဲ့ပုံစံနဲ့လုတ်ကင်ကြတယ်လို့ တချို့ကတော့ကို့အစီအစဉ်နဲ့ကိုရှာဖွေလုပ်ကင်ကြတာပါဒီမှာကြာတလုံးအောင်အောင်မလို့ပေါ့ကြတာပေါ့အဲလောတာကကုမ္ပဏီတူနေဟာပဲရှာတာပေါ့နော်အဲကိုလို့ရှင်းတယ်လောက်လို့မရဘူးပေါ့တို့တတ်ပါတယ်နေမြင်သူပြောတာပေါ့ဖမ်းတာပေါ့ကချင်ပြည်နယ်မှာအစွမ်းနဲ့ကြံရည်ကြတိုက်ပွဲတွေကြောင့်နေမြင်မတည်ငြိမ်တဲ့အတွက်ဖက်ကန်ဒီတပ်မှကြောက်တူပေါ်လုပ်ကင်တွင်နေကိုပြီးခဲ့တဲ့2022ခုနှစ်မေ31ရက်နေ့ကယာယီရနာခဲ့ပြီးဒီနေ့စက်တင်ဘာလ1ရက်နေ့မှာပြန်လည်လုပ်ကင်ပြင်ပြုခဲ့တာပါဒီလိုယာယီရနာထားတဲ့အတော်အတွင်းမှာ ရင်မစစ်ကြောင်ရှာသူတွေဟာကုမ္ပဏီလောက်ကတွေမှာဝင်ရောက်တူပေါ်လောက်ကင်ခဲ့ကြပြီမဲ့အခုချိန်မှာတော့ကုမ္ပဏီတွေကတူပေါ်အစွန်ပြစ်တဲ့မီဇာပုံတွေမှာကြောက်ချန်နေကြတာလို့သိရပါတယ်။လက်ရှိအချိန်မှာဒီလိုစွန့်ပြစ်မီဇာပုံတွေမှာရင်မစစ်ကြောင်ရှာဖွေခွင့်ကိုအစိုးရတာဝန်ရှိသူတွေနဲ့ကြောက်စင်းကုမ္ပဏီတွေကလာရောက်တားမြစ်မှာကိုစိုးရိမ်မှုတွေလည်းရှိနေပါတယ်။သူတို့အားလုံးရဲ့ဆန္ဒကတော့စွန့်ပြစ်မီဇာပုံတွေမှာလွတ်လပ်စွာရင်မစစ်ကြောင်ရှာဖွေခွင့်ဖြစ်ပါတယ်။ ဖာကန်ကြောင့်ဆင်းရင်းဒေတာမှာမြန်မာနိုင်ငံအနှံ့ငံရှစ်ပြောင်းလာရောက်လုပ်ငန်းနေသူတွေဟာစုစုပေါင်း2သိန်းကျော်ရှိတယ်လို့သိရပါတယ်အခုဆက်ပြီးရခိုင်တိုင်းရင်းသားဘာသာအစီအစဉ်ကိုထုတ်လွှင့်ပေးမှာပါရခိုင်ပြည်နယ်မြို့၅မြို့မှာကုလသမဂ္ဂအတွင်းမှုချုပ်မစ္စတာဘန်ကီမွန်းကိုဆန္ဒပြခဲ့ကြတဲ့အကြောင်းမြန်မာဘာသာစာတမ်းထုတ်တင်ပြထားပါတယ်ရှင်မင်္ဂလာပါ IFA ရခိုင်တိုင်းရင်းသားရုပ်သံအစီအစဉ်ကကလို့ဆိုပါတယ် IFA ရခိုင်တိုင်းရင်းသားရုပ်သံအစီအစဉ်ကိုစောင့်မျှော်ကြည့်ခုနေကြတဲ့ပြည်သက်အပေါင်းတို့ကိုစိတ်နှဖျားစမ်းမရှမ်းသာပါစီကောင်းစွမ်ဝံကောင်းတောင်းအပ်ပါရယ်အကြံထွေးထွေးပါ အေဘာ IFB ရခိုင်တိုင်းရင်းသားရုတ်တန့်အစီအစဉ်ကိုတောင်ဝရူဆောင်ရွက်လက်ဖို့ဖိတ်ပါရယ်မကရခင်ကမြန်မာနိုင်ငံသို့ရောက်လာတဲ့မစ္စတာဘက်ကင်မွန်းကရိုဟင်ဂျာလို့သုံးလုံးပြုဆိုမှုအပေါ်ရခိုင်ပြည်နယ်မြို့ငါမြို့ကဒေသခံတိကဆန္ဒပြမှုတိပြုလုပ်ဆိုရေးတည်င်းကိုကိုမိုးစော်ကအခုပိုင်ပြီးပို့ထားပါရယ်မကရခင်ကမြန်မာနိုင်ငံသို့ရောက်ရှိလာတဲ့ကဘာကုလသမဂ္ဂအတွင်မှုရှုပ် မစ္စတာဘန်ကီမွန်ကဘင်္ဂလီတိကိုရိုဟင်ဂျာလို့သုံးသုံးပုဆိုခရရဲ့ brand နောက်လေဆေပရစ်ကိုသုံးဆွဲလောက်ဖို့ပုဆိုခမှုအပေါ်မှာရခိုင်ပြည်သူတရဲလုံးကကန့်ကွက်ရှောက်ရှနေခဲ့ပါတယ်။ယန်ကိစ္စကောင်မစ္စတာဘန်ကီမွန်ကိုစိတ်တွေမရာဦးမန်ဘရာကြောက်တော်ဘူးတီတော်ဆာရီမရိုတီမှာစန်တာပရကဲကွက်မှုတိပူလောက်ခခဲ့ပါတယ်။ဟို UN အရာရှိတယောက်ဖိုက်တဲ့ဘန်ကီမွန်ကလာပြီးမြန်မာနိုင်ငံမှာအကျွန်တော်မြန်မာနိုင်ငံအထိကိုလာပြီးတော့ သုံးလုံးလားရေစကားကမြန်မာနိုင်ငံကမြန်မာနိုင်ငံအစိုးရကလည်းလူမကြည့်ပြောလုံဝရိုညာရှိလို့ပြောတာရေဒီပြည်တောင်းတဲ့အလုံးကလည်းလာမခဲ့တဲ့သုံးလုံးမြစ်သူကသုံးလုံးလားရိုညာဆိုရယ်သုံးလုံးသုံးလုံးခါအားဖောက်ကျတော့ရောကိစ္စကိုစားတော်ပြီးရေကန်ကောစင်တာပြဖို့တော့လူလူရဆိုခိုက်ကြီးသာတော်နေရမယ့်လူရလေးဆိုအီချောတော်ရင်မြန်မာနိုင်ငံကြီးအယုံချအာနာကိုခြိပါစောကလာရောမကနေရခိုင်ပင်ဤသိခါကိုပါကြာဆော့ပြီးရညဆန်ရပါစောမှာဗနိုင်းတီထောင်ပိုစတာတီထောင်ပြီးရ ဘက်ကီမွန်ထွက်လာဘက်ဘက်ကီမွန်အလိုမရှိဒေသခံလူထုကို လေစားပါစရယ်ဆွန်ဘော်ဒီကိုရေတာထားပြီးကဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်မြန်မာနိုင်ငံမှာရိုဟင်ဂျာမရှိကောင်းကိုနိုင်ငံတော်သမ္မတကပရိုဆိုထားပြီးဖိတ်ကောင်းလက်စတာဘန်ကီမွန်အနီဖရက်ဘင်္ဂလီတီကိုရိုဟင်ဂျာလို့ခေါ်ဝေါ်သုံးဆွခဲ့မှုအပေါ်မှာပေထောင်စုလွှတ်တော်ရခိုင်ပင်နယ်လွှတ်တော်နဲ့ရခိုင်ပင်နယ်ဝန်ကြီးချုပ်ဦးမောင်မောင်ဦးကပါကန်ကွက်ပြီးကပြည်ထောင်စုကိုပုံမှန်ခရီးထွားစေမည့်အသွုံးလုံးကိုမသွုံးလုံးပါရန်တောင်းဆိုထားကြပါတယ် ဒီညအတွက် RFA ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှာရင်ပြီးဆုံးပါပြီ။မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါလိမ့်ရှင်။